င်္ဂလာပါခင်ဗျာကျွန်တော် Chess Education အကျဉ်းချတဲ့ကနေပြန်လာကြည့်ပါရစေဒီနေ့မှာတော့ကျွန်တော်ဗတ်တင်ဆက်ပေးသားမလဲဆိုတော့အ2023ခုနှစ်ကဟို Mayweather City Final မှာကစားခဲ့ကြတဲ့ Magnus Carlsen နဲ့ Anish Kiri ရဲ့ကစားပွဲလေးကိုတင်ဆက်ပေးသားမှာဖြစ်ပါတယ်ဒီပွဲလေးကကျွန်တော် online bliss ပွဲလေးဖြစ်တယ်ပေါ့နော်အဲ့တော့ဒီပွဲမှာ Anish Kiri ကအဖြစ်ကစားကိုကန်ဆောင်ပြီးတော့ Magnus Carlsen ကတော့အမဲကစားကိုကန်ဆောင်တော့ဖြစ်ပါတယ်ဟုတ်ပြီအဲ့တော့ကျွန်တော်ကစားပွဲလေးတက်မယ်ကစားပွဲလေးမှာတော့ Anish Kiri ကအဖြစ်ကနေပြီးတော့ E4 နဲ့ဆက်ပြီးတော့ဖွင့်နေအဲ Magnus Carlsen ကတော့ အမဲကနေပြီးတော့ C5 ဆိုပြီးတော့ Sicilian နဲ့ပြန်ပြီးတော့တုံ့ပြန်ပါတယ်။အဲ Knight F3 Knight C6 အဲ့ဒါမြန်မာစစ်စစ်အဲ့မှာ Bishop B5 ဆိုပြီးတော့လာတယ် Bishop B5 မှာ Castle က E6 ဆိုပြီးတက်တယ်အဲ Castle လို့ရ Knight G7 develop လုပ်တယ်အဲ D4 ဒါကတော့အဖြူကနေပြီးတော့ပုံမှန်ရွှေ့နေကြ move ပဲပေါ့နော်အဲ့ခါကျ CD4 Knight D4 Knight D4 မှာ Castle ကဘာရွှေ့ခဲ့လဲဆိုရင် ်ကွင်းပီစစ်ဆိုပြောရှိခဲ့တယ်ကွင်းပီစစ်မှာအနစ်ကီရီယာလည်းပါရှိခဲ့လဲဆိုတော့ဘစ်ရှော့ E3 ပေါ့နော်အဲ့တော့ဒီနေ့ထားမှာကြည့်လိုက်လို့ဆိုရင်ရုပ်ရည်ကြည့်လိုက်လို့ဆိုရင်ပေါ့နော်ဟိုဘာတွေ့ရလဲဆိုတော့ B5 ကဘစ်ရှော့ကိုကွင်းနဲ့ချိန်ထားတယ်အဲဒီမှာကဒီဘစ်ရှော့ကိုကယ်ထားပြီးတာကနိုင်နဲ့ကယ်ထားပြီးတယ်ဒါဆိုလို့ဆိုရင်ဒီဘစ်ရှော့ကဟိုပေါ့နော် B5 မှာရှိတဲ့ဘစ်ရှော့ကကြမာလားပေါ့ဥမာပြကျွန်တော်တို့ night day night စားလိုက်လို့ဆိုရင်ဒီဘစ်ရှော့ကြမာလားပေါ့အဲကစားပွဲထဲမှာကာဆန်ကဘာရှိခဲ့လဲဆိုရင် night day night ဆိုပြီးစားခဲ့တယ် ။လက်တင်နဲ့စားခဲ့တဲ့ခါကျတော့ဒီနေရာမှာဘလို့မတော့ပြန်စားလို့တော့မရဘူး။ဒါဆိုရင်ဒီ bishop ကကြာအောင်မလားဆိုတော့မဟုတ်ပါဘူးမကြပါဘူး။ပါကြောင့်လဲဆိုတော့ဒီနေ့ထက်မှာချက်ချင်းအစားရတော့ကြာမှာဖြစ်တယ်ဒါပေမဲ့ unish kiria ပါရှိခဲ့လဲဆိုရင် a4 ဆိုပြီးရှိခဲ့တယ် A4 ဒီဘာလို့ရှင်းလာလဲဆိုတော့ရှင်ဒါဒီဟိုသူ့ရဲ့ဒီ picture တွေကိုပြန်ပြီးတော့ကယ်ထားတယ်ပြီးတော့ဒီမှာ default မှာရှိရဲ့ night တွေကိုလည်းပြန်ပြီးတော့ပင်ထားတယ်ပေါ့အဲ့တော့အကယ်၍များဒီနေရာမှာ Carson က E5 တွေပါလေရွှေ့ခဲ့မယ်ဆိုလို့ရှင် C3 ပြန်တက်လာလို့ရှင်ဒါဘာဖြစ်တာလဲဆိုလို့ရှင်ဒီအခုနကအမဲအဖြူကနေပြီးတော့သူပေးခဲ့တဲ့ကစားရုပ်တွေကိုပြန်ပြီးတော့ရရှိမှာဖြစ်တယ်ဒါဆိုလို့ရှင်ကစားရုပ်ဆုံးရှုံးစရာမရှိဘူးပေါ့နော်ဒါပေမဲ့ Carson ကကစားပွဲထဲမှာဘာရွှေ့ခဲ့လဲဆိုလို့ရှင်နော် ဟိုလုံးဝအဲ့ဒီအချိန်တုန်းကပေါ့နော်အဲ့ကျွန်တော်ကျွန်တော်ဒီပွဲလေးကိုလည်းထိလိုက်ရတယ်ပေါ့အဲ့ချိန်တုန်းကဆိုလို့ဆိုရင်ဟိုဒီပွဲကို competitor လောက်တဲ့လူတွေကအစလုံးဝ surprise ဖြစ်သွားတယ်ပေါ့နော် Kasan Barshuk ရယ်ဆိုရင် Knight take B5 ဆိုပြီးတော့ Queen ကို sacrifice လုပ်ခဲ့ပါတယ်အဲ့တော့အခုလက်ရှိမှာသူစားရတာဒီဘယ်နှကောင်လဲဆိုရင်နှစ်ကောင်ပေါ့နော်နိုင်ကောင်စားရတယ်ဘစ်ချက်ကောင်စားရတယ်အဲ့တော့ ကွင်းကိုကျွေးခဲ့တယ်အဲ့တော့ Anish Kiri ကဒီနေရာမှာသူကရွေးချယ်ကြမရှိဘူး Bishop တိတ် B6 ပဲကွင်းမှာစားမယ်ကွင်းစားတဲ့အခါမှာ A8 B6 ပြန်စားလိုက်တယ်အဲအဲ့တော့ဘာဖြစ်သွားလဲဆိုတော့ဒီနေ့သားမှာအဖြူကနေပြီးတော့ဒီ night ကိုစားလို့ရလားဆိုတော့မရဘူးဘာကြောင့်လဲဆိုတော့ဒီ B မာလေးက A1 က Rook လေးက hanging ဖြစ်နေတယ်ပေါ့နော်ကြံနေသေးတယ်အဲ့တော့ဟိုဘာရသွားလဲဆိုတော့ဒီနေ့သားမှာကြီးလိုက်မယ်ဆိုလို့ဆိုရင်ကာဆန်ကကွင်းတကောင်ပေးပြီးတော့ minor piece ၃ကောင်နဲ့လဲလိုက်တယ်ပေါ့ကွင်းတကောင်နဲ့ minor piece ၃ကောင်ပေါ့နော်ဘီချက်တကောင်နဲ့တကောင်နဲ့လဲလိုက်တယ်တမိုးချင်းအပြည့်အတွက်မယ်ဆိုလို့ဆိုရင်ကိုမကကိုမအတူတူပဲဒါပေမဲ့ ဟိုချက်ပြီးတော့ကျွန်တော်ကစားပွဲတွေဆက်ကြည့်ရပါတော့။ကစားပွဲနဲ့မှာတော့ NHK ကပါရှိခဲ့လဲဆိုလို့ရှိရင်တော့အဖြူကနေပြီး92 92ရဲ့ယူရချက်ကတော့သူ့ရဲ့မထုတ်ကားစီရဲ့ကစားကောင်တစ်ကောင်ကိုပြန်ပြီးတော့ချိတ်ဆက်ထားတယ်။နောက်တစ်ခုကကျတော့ Rook နဲ့ Queen နဲ့ကိုလည်းအဲဒါချိတ်ဆက်ထားတယ်ပေါ့။ဒါဆိုရင်နောက်လည်းကြာလို့ရှိရင်တကြပေါ့ဒီ B5 က Knight ကိုစားတော့မယ်။အဲ့တော့ Carson ကလည်းပါရှိခဲ့လဲဆိုရင်96သူ့ရဲ့ Knight လေးကိုပြန်ပြီးတော့ရှောင်ထားတယ်။ NHK ကကစားပွဲထဲမှာ အဲ A5 ဆိုပြီးတော့ night ကိုမောင်းတယ် night မောင်းတဲ့အခါမှာ night ကပဲသွားလဲဆိုတော့ night D F5 F5 ကိုသွားတယ် night E4 လာတယ် night E4 ရဲ့ယူရချက်ကတော့ night D6 ကနေပြီးတော့ချက်မယ်လည်းတော့ဆိုတော့အရင်မချက်သေးဘူးအရင်တော့လောက်ပါသေး G4 နဲ့ D9 ကိုအရင်မောင်းမယ်မောင်းပြီးသွားမှအဲ night D6 နဲ့ချက်မယ်ကင်းကဒီကိကိုချောင်းမယ်ဆိုရင် night of 7ချက်ပြီးတော့ဒီ K နဲ့ Rook နဲ့ကိုခွာခွက်လုပ်မယ်ဆိုပြီးတော့ချင်းချောက်သွားဖြစ်တယ်အဲ့တော့ဒီနေရာမှာကဆန်ကဘာရွှေ့ခဲ့လဲဆိုတော့ night CC ပဲရွှေ့ခဲ့တယ် night CC ကတော့ဒါသူ့ရဲ့ဒါ ဒီ D6 square လေးကိုပြန်ပြီးတော့တားထားရတယ်ပြောရရတယ် bishop လမ်းကြောင်းလေးကိုဖွင့်မိလိုက်တယ်ပေါ့အဲ့ကျွန်တော်ကစားပွဲထက်ကြည့်မယ်ဆိုရင်ကစားပွဲထဲမှာ Anishkiri ကဘာဖြစ်ခဲ့လဲဆိုရင် G4 knight ကိုမောင်းတယ်မောင်းတဲ့အခါမှာ knight h4 သွားတယ် knight h4 မှာတခါထပ်ပြီးတော့ f4 ဆိုပြီးတက်လိုက်တယ်ဒီ f4 ဒီလုံးဝ bond structure တွေကဘာပဲဖြစ်ဖြစ်ကောင်းမှလည်းဒီ f3 square လေးကိုလည်းအာ night မဝင်လာနိုင်အောင် rook နဲ့ queen နဲ့ကတားထားတယ်အဲ့တော့ဒါအဆင်ပြေလို့ပြောလို့ရတယ်အဲ့တော့ဒီနေထားမှာကြည့်မြင်ဆိုလို့ရှိရင် castan ရဲ့ကစားရုပ်တွေကဟို develop တော့မဖြစ်သေးဘူးတော်တော်လေးတော့ development နောက်ကျနေတယ်လို့ပြောလို့ရတယ်ဟိုဒါ minor piece တုံးကောင်နဲ့ queen ကောင်နဲ့လဲထားတဲ့အနေထားတစ်ခုမှာ castan blue တွေဆက်ပြီးတော့ကစားမနေဆိုတော့ကိုကျွန်တော်ထပ်ပြီးကြည့်မယ်အဲ့တော့ဒီနေ့တမ်းမှာကာဆန်ကမရှိခဲ့လဲဆိုတော့ H5 ဆိုပြီးရွှေ့ခဲ့တယ်။ H5 ကတော့ဒါဒီဘာလို့တော်လဲဆိုတော့ဆိုရင်ဟို ဒီမှာအမဲကစားရုပ်တွေကထွက်ဖို့ခက်ခဲနေတဲ့အနေအထားတစ်ခုမှာကက်ဆင်နိုဘို့ဆိုတာလည်းတော်တော်ကြီးအလှည့်ပေးနေအောင်မယ်အဲ့တော့ဒီအနေအထားမှာတခါတည်းနဲ့ဒီ H5 ကိုဖွင့်မယ်ဆိုတော့ရည်ရွယ်ချက်နဲ့ ဒါဘာလို့လဲဆိုရင် H5 တက်လိုက်တယ် H5 မှာကစားပွဲထဲမှာတော့ Anishkiri က H3 ဆိုပြီးတော့ပဲတက်တယ်ပေါ့နော်ဒီနေရာမှာ G5 ဖြစ်ပါတယ်တက်လို့လည်းတကယ်တော့ကောင်းတော့မကောင်းဘူးဘာလို့လဲ G5 တက်လိုက်လို့ဆိုရင်ဒီနေရာကြီးက F5 မှာပြန်နေသွားမယ်ပေါ့ပြီးရင် G6 ဖြစ်ပါတက်ပြီးတော့မှအဲဒီစစ်မတက်ခင် Bishop E7 နေပါထွက်ပြီးတော့မှ G6 ဆီပါတက်ပြီးတော့ Gasly နေပါလောလောလေးလေးဒါအမဲကနေပြီးတော့အဆင်ပြေလို့တော့ပြောလို့တော့ရတယ်ပေါ့ ဲ့တော့ထားပါတော့ဒါပဲပြဘာပဲပြကစားပွဲထဲမှာတော့ NHK ကြီးကဘာရှိခဲ့လဲဆိုရင် H3 ပဲရှိခဲ့အဲ့တော့ H3 မှာကာဆန်ကဘာရှိခဲ့လဲဆိုလို့ရှိရင်စားတယ်ပြန်စားတယ်ဒါဒီ H5 ကိုဖွင့်လိုက်တယ် H5 ဖြစ်မိရတော့မှာဒီမှာအမဲရနေပြီးတော့သူ့မှာ develop လုပ်ဖို့ကြံနေတာဒီပျော့နှက်ကောင်ထွက်ဖို့ကြံနေသေးတယ်ဒီပျော့နှက်ကောင်သူဘယ်လိုထွက်မှာလဲအဲ့တော့ဒီမှာဘာလုပ်လိုက်လဲဆိုတော့ D5 ဆိုပြီးထွက်လိုက်တယ်တခါတည်းနဲ့ ဒါဒီဘာလို့လဲသူကစားကောင်တကောင်ကိုပိုးနေတဲ့နှောင်းကို sacrifice လုပ်ရတယ်လို့ပြောလို့ရတယ်။ဘာကြောင့်လဲဆိုတော့သူရဲ့ဒီ light square bishop ကထွက်ဖို့တော်တော်လေးကိုအခက်အခဲဖြစ်နေတယ်။ b5 ကလည်းတက်လို့မရတယ်လို့ d d6 ကလည်းတက်လို့မရ။အတခါနဲ့ d5 ဆိုပြီးတက်ပြီးကန်လိုက်တယ်။ဒါပေမဲ့ကန်လိုက်တော့လေဒီပိုးကကျွေးလာလာဆိုရင်ဟုတ်တယ်ကျွေးလာဖြစ်တယ်။ဘာလို့လဲဆိုတော့ဒီနေရာမှာ အဖြူကနေပြီးတော့အန်ပတ်ဆန်စားလို့ရအဲ့တော့ကစားပွဲထဲမှာလည်းအနစ်ဂီရီကစားခဲ့တယ်အဲ့တော့ကာဆန်ကဘာဆက်ရွှေ့လဲဆိုရင် rook a5 ဆိုပြီးထွက်ရွှေ့တယ်ဒီ rook a5 ရဲ့ idea လေးလည်းတော်တော်ကောင်းတယ်ဘာလို့ရှင်းတာလဲဆိုလို့ရှိရင် rook ကို d5 တွားပြီးတော့ queen ကိုမောင်းမယ်ပြီးတော့ဆင်ဒီ d6 ကပုံးလေးကိုပြန်ပြီးတော့အဲ bishop နဲ့စားမယ်ပေါ့နော်စားတဲ့ဖြင့်ဒီလိုမျိုးလေး idea လေးဖြစ်တယ်အဲ့တော့အနစ်ဂီရီကဒီနေ့ထားမှာဘာရွှေ့ခဲ့လဲဆိုရင် b c4 ဆိုပြီးတက်ခဲ့တယ်။ c4 ဒီသားဒီ root d5 မလာနိုင်အောင်ပုံးလေးနဲ့တားထားတယ် အဲ့တော့ဒီနေရာမှာအမဲကနေပြီးတော့ R5 ဆိုပြီးတော့တခါထပ်ပြီးတော့ရွှေ့တယ် night ကိုမောင်းတယ် night ကိုမောင်းတဲ့အခါမှာ Anishkiri ကဘယ်လိုရွှေ့ခဲ့လဲဆိုတော့ B4 ဆိုပြီးတော့အရင်ဆုံးသူ့ရဲ့ root ကိုပြန်ပြီးတော့မောင်းတယ်အဲ့တော့ Kasan ကဒီမှာဘာရှိခဲ့လဲဆိုစားတယ်အဲ့တော့ဒီမှာထပ်ပြီးတော့ Anish ကထကျွေးတယ် တွေ့တော့စားတယ်ဆက်တော့ night decision နဲ့ချက်တယ်ဒီ night decision ချက်ကတော့ဘာဖြစ်ဖြစ်ဒါကောင်းတယ်လို့ပြောလို့ရတယ်ဗောနော်ဒီနေရာမှာအမဲရဲ့ဘရှော့နှစ်ကောင်နဲ့ဟာတကောင်လာပြီးတော့လဲတယ်လို့ပြောလို့ရတယ်ဘာကြောင့်လဲဆိုတော့ဒီနေ့တောင်မှာကဟိုတကယ်တမ်းကင်းကတယ်ချက်ခဏတော့ဒီရိတ်ကိုလည်းပြလို့မရကင်းဒီရိတ်ကိုပြဆင် night က f7 ချက်လိုက်လို့ဆိုရင်ရုကကြောက်သွားမယ်အဲကင်းက e7 ရှောင်းမြန်ရင်လည်းပဲဟို queen d2 တွေပါနေနဲ့ဆိုတော့နည်းနည်းတော့အဲခတ်တယ်တော့ခတ်တယ်လို့တော့မြင်တယ်ဗောနော်ဒါမှမဟုတ်ဆိုရင် night b7 တွေပါထပ်ပြီးတော့စားလို့ရသေးတယ်ဗောဒီနေ့တောင်မှာအဲ့တော့ ဟိုဒါတွေကိုမပေးစင်တဲ့နောက်မှာတော့အဲမက်ဂနက်စ်အနေနဲ့ဘာရှိခဲ့လဲဆိုရင်အဲ bishop rate decrease ဆိုပြီးတော့စားတယ်အဲ့ဒါပြန်စားတယ်ခွင်းနဲ့ပြန်စားတယ်အဲ့တော့ define ကတော့ပွင့်သွားတယ်ပွင့်သွားတော့ဒီနေ့ထားမှာမက်ဂနက်စ်ကသူ့ရဲ့ knight ကိုအချိန်ခံလာတာဖြစ်တဲ့အကြောင်း knight ကို c6 ပြန်ခုံတယ် knight c6 ခုံတဲ့အချိန်မှာ rook d1 rook a d1 ဆိုပြီးတခါထပ်လာတယ် d7 က bishop လေးကို pressure ပေးထားတယ် d5 မှာ queen နဲ့ rook နဲ့ပေါင်းထားတယ်အဲ့ဒီရေတော်တော်လေးများတယ်လို့ပြောလို့ရတယ်ဒါပေမဲ့လည်းပဲဟို မက်ဂနက်စ်နေနဲ့ဒါသူ့ကိုပြန်ပြီးတော့ save လုပ်လို့ရတာတွေရှိရပါတော့ဘယ်လိုလုပ်ရလဲဒီနေ့တမှဆိုလို့ဆိုရင်အဲအမဲကနေပြီးတော့ကာဆန်ကဘတ်ရှိတ်ကလေးဘတ်ရှိတ် CA ဆိုပဲရှိလိုက်တယ်ဘတ်ရှိတ် CA ရှိတဲ့အချိန်မှာအကုန်လုံး off 5ဖြစ်သွားတယ်ပေါ့နော်ဘာကြောင့်လဲဆိုတော့ဒီနေ့တမှ D7 ကနေလည်းဝင်ချက်လို့မရတယ်လို့ D8 ကနေလည်းဝင်ချက်လို့မရအောင် D7 ကကြာဘတ်တားထားတယ် D8 ကကြာ night ကတားထားတယ်အဲ့တော့ E6 ကပုံနဲ့စားလို့ကမရပြန်ဘာဆိုဘာမှလုပ်လို့မရ D5 မှာ queen နဲ့ rook နဲ့ထပ်ထားတယ်ဆိုတော့ညာလည်းပဲဘာမှလုပ်လို့မရအောင် ဲ့တော့ကျွန်တော်ကစားပွဲထက်ကြည့်မယ်ဆိုလို့ရှိရင်ကစားပွဲထဲမှာ Anish ကဘာထွက်ခဲ့လဲဆိုလို့ရှိရင် G5 ဒါသူပုံးလေးကိုပဲပြန်ပြီးတော့ချော်ထားတယ်အဲ့တော့ Night G6 ဒါတော့ Night ကိုပြန်ပြီးတော့ထုတ်ထားတယ်ဗောနော် Night G6 မှာ Rook of 2 Rift ရဲ့ idea ကတော့ဒါတော့ရှင်းတယ်ဗောနော်ဒီမှာ Rook ကို double လုပ်မယ်ဗောနော်နှစ်ကောင်ထပ်မယ်ပေါ့အဲ့တော့ဒီမှာ King of 7ရှောင်းထားတယ် King of 7မှာ အဲ queen နဲ့ c7 ကချက်တယ်ချက်တဲ့ခါကျတော့ knight c e7 နေနဲ့ knight ဒီနဲ့ပြန်ပြီးတော့ကာထားတယ်ဒီနေရာမှာ basic pawn ကိုစားလဲဒါ gee side နေကြတော့မလိုဘူးပေါ့နော်ဘာကြောင့်လဲဆိုတော့ basic ကိုစားမယ်ဆိုရင် a4 လေးကိုလည်းပြန်စားထားလို့ရတယ်အဲ့ပြောရမယ်ဆိုလို့ရှိရင် magnus ကတော်တော်လေးအဆင်ပြေနေတယ်လို့ပြောလို့ရတယ်ပေါ့နော်ဒီနေထားမှာအဲ့တော့ rook d8 နဲ့ nhk ဒီကရထားချင်းလဲမယ်ဆိုပြီးတော့လာကန်လှန်တယ်အဲ့တော့ကာဆန်ကလဲတယ်ပေါ့နော် rook d8 queen d8 စဲတယ်အဲ့တော့ rook a4 စားတယ်စားပြီးတော့နောက်မှာ အဲဒီမှာ Quincy 7နဲ့ C4 ဘွန်းနဲ့ပြန်ခဲ့ထားတယ်။အဲ့တော့ဒီမှာ Magnus ကဘာရှိခဲ့လဲဆိုရင် E5 ဆိုပြီးတော့ဟိုသူ့ရဲ့ ွန်လေးတစ်လုံးကိုတစ်ခါထပ်ပြီးတော့ကျွေးလိုက်တယ်။ဘာကြောင့်လဲဆိုတော့အဲ့ဒီပုံမကျွေးလို့ရှိရင်ဒီပစ်ချက်ကတော်တော်လေးကိုထွက်ဖို့ခက်နေမှာ။အဲ့တော့ဒါပြောရမယ်ဆိုလို့ရှိရင်ကိုယ်ကစားကောင် active ဖြစ်ဖို့အတွက်ကိုယ်ကစားကောင် development လုပ်နိုင်ဖို့အတွက်ကိုပွန်လေးတစ်ကောင်ဟို sacrifice လေးတွေပြောလို့ရတယ်ပေါ့နော်။အဲ့ပွန်လုံးကျွေးလိုက်တယ်။ E5 ကျွေးလိုက်တယ်ကျွေးတော့စားတယ်စားတော့ bishop E6 ပြန်လာတယ်။အဲ့ပြောရမယ်ဆိုလို့ရှိရင်ဗျာ king က f7 မှာ a6 တက်တက်ရရပဲဒီမှာ rook က f5 မှာပွင့်နေဆိုမဲ့ဘာမှလုပ်လို့မရဘူးပေါ့နော်။ပြီးလက်ရှိမှာဆိုလို့ရှိရင်ဒါအမဲရဲ့ king ကိုချက်ဖို့ဆိုတာနေရာတနေရာလေးတောင်မရှိဘူးပေါ့။ အဲ့တော့ကျွန်တော်တို့ကထက်ကြည့်မယ်ပြည်တော့တကူကကျတော့ bishop e6 ဒီ c4 ပုံးလေးကိုချိန်ထားတယ်ပေါ့နော်အဲ့တော့ c4 ပုံးလေးကိုထက်ကယ်ဖို့ဆိုတာကအဲမဖြစ်နိုင်ဘူးလို့ပြောလို့ရတယ်အဲ့တော့ဘာလို့လဲဆိုရင် queen take b7 စားတယ် rook take c4 စားတယ် queen take b6 စားတယ်အဲ့တော့ဒီနေ့ထားကြည့်လိုက်တဲ့အချိန်မှာဘာတွေ့ရလဲဆိုလို့ဆိုရင်ဒီနေ့ထားမှာလုံးဝ queen side မှာဘာမှမကြံမဲ့ဘူး queen side မှာလုံးဝဟာလာဟင်းင်းဖြစ်သွားပြီပွန့်ထက်သွားပြီပေါ့နော်ဘာကစားကောင်းမှမကျွန်တော်အဲ့တော့လက်ရှိမှာဆိုလို့ဆိုရင်အဖြူရဲ့ဒီ g5 တွေ e5 တွေကတော့တော်တော်လေးအားနေတယ်အမဲကစားကောင်းတွေကဒီမှာ၄ကောင်ပေါ့ power ၄ကောင်ကသူ့အောင်လဲသူတစုတစည်းတည်းရှိတယ်ဘယ်ကောင်းမှ အကွဲမရှိရကောင်မရှိဘူးဗောနော်ဒီနေ့သားမှာဟို bishop ကလည်း root ကိုကယ်ထားတယ် knight နဲ့ကောင်ကလည်းတကောင်တကောင်ချိန်ထားတယ် f5 ကိုကြတော့လည်းကယ်ထားတယ် king ကလည်း safe ဖြစ်တယ်ဘာဆိုဘာမှလုပ်လို့မရအောင်အဲ့တော့ဒီမှာ magnus ကဘာဆက်ရှိခဲ့လဲဆိုရင် knight ထဲ e5 ဒါ e5 ကပုံးလုံးထပ်ပြီးတော့စားလိုက်တယ်စားတဲ့ချိန်မှာ rook နဲ့ပြန်ချိန်တယ်ချိန်တဲ့အခါမှာသူက knight ကလည်းဒီနေ့သားမှာရှောင်းလို့မရဘူးဒီမှာ e6 ကိုက queen နဲ့လည်းချိန်တော့ဆိုတော့အဲ Magnus ကဘာဆွေးခဲ့လဲဆိုတော့ Rook Season နဲ့ Queen ကိုအရင်မောင်းတယ်။မောင်းတဲ့အခါကျ Queen E3 နဲ့ပြန်ပြီးတော့ E5 ကို pressure ပေးတယ်။အဲ့တော့ Knight ကပြန်ခုံတယ်။စားလို့ရလားဆိုလည်းမရပြဘူး။အဲ့တော့ကျွန်တော်ထပ်ကြည့်မယ်ဆိုလို့ရှိရင် King H2 ရှောင်းတယ်ပေါ့နော်။ King နဲ့ H2 ရှောင်းတဲ့အချိန်မှာဘာဆွေးလဲဆိုတော့ Bishop C4 Rook ကိုမောင်းတယ်။အဲပြီးတော့ဒီမှာ Rook ကပြေးတယ်။ပြေးတဲ့အချိန်မှာ Queen Rook E6 ပြန်လာတယ်ပေါ့နော်။ Rook ကိုနေရာပြောင်းတယ်ပေါ့။ ဲ့တော့ဒီမှာထပ်ကြည့်မယ်ဆိုလို့ရှိရင် Queen of 3လာတယ် Queen of 3မှာ Rook E4 လေးပြန်လာတယ်ဒီ Rook E4 ကတော့ဒါဒီ Rich 5ဒီ Rich 4ဒီ Rich G4 တွေနဲ့လိုက်ပြီးတော့ချက်မယ်ဆိုတဲ့ idea လေးတစ်ခုလည်းရှိရယ်နောက်တစ်ခုကဒီ F5 ကိုကြောက်တယ် Knight ကကယ်ထားဆိုတော့အဆင်ပြေတယ်ပေါ့နော်အဲ့ Rook B7 ဒီနော် Knight ကိုလာပင်းတယ်ပင်းတော့ဟို idea ကတော့ဘာလို့မှမစင်နောက်လည်းကြာရင် F5 ကိုစားပြီးတော့ဒီ Rook ကိုပါထပ်စားမယ်ဆိုတဲ့ idea လေးတစ်ခုဖြစ်တယ်အဲ့ဒီမှာ Carson ကဘာရှိခဲ့လဲဆိုတော့ Bishop E6 ပြန်လာပြီးတော့သူရဲ့ဒီ F5 ကပုံးလေးပြန်ကယ်ထားတယ်အဲ့တော့ဒီမှာထပ်ကြည့်မယ်ဆိုလို့ရှိရင် Queen က King က G1 သွားတယ် ်ဂင်းဂျီယောင်က Ruggie Phone နဲ့ချက်တယ်ချက်တဲ့အခါမှာဂင်းချောင်နဲ့အဲ့တော့ G5 ကိုစားတယ်အဲ့လိုလုံးဝဟိုအဖြူရဲ့နောက်ဆုံးပုံးနှလုံးမှာထပ်စားတဲ့အခါကျတော့အဖြူမှာဘာပုံးမှမကြံတော့ Queen နဲ့ Rook နှစ်ကောင်ပဲကြံတယ်အမဲမှာ Power ၄ကောင်ပုံး၂ကောင်ဆိုတော့ဒီနေ့တမ်းမှာတည်းကတော်တော်လေးကိုအမဲကအသာသေးရရှိတယ်လို့ပြောလို့ရတယ်ပေါ့နော်အဲ့ဒါကိုလက်ကြံပွဲမှာ Carson ကဘယ်လိုမျိုးထပ်ပြီးတော့အနိုင်ကစားသွားလဲဆိုတာကိုကျွန်တော်ကြည့်မယ်အဲ့တော့ကျွန်တော်ထည့်ကြည့်မယ်တဲ့ Rookby 6လာတယ် Bishop ကိုချိန်တယ်အဲ့တော့ Bishop က D5 နဲ့ Queen ကိုမောင်းတယ်အဲ Queen E3 လာပြီးတော့ Rook ကိုပြန်ချိန်တယ်အဲ့တော့ Rook နဲ့ G2 ကနေချက်တယ်ဒီနေ့တမ်းမှာတော့ရှင်းတဲ့ H1 ကိုသွားလို့မရ H1 သား Ridge 3နဲ့ချက်လိုက်လို့ရှိရင်ဒါ discover check နဲ့ queen ကြပါမယ်အဲ့တော့ king က H3 လာတယ် king နဲ့3မှာ Ridge 4ပြန်လာတယ် receive ပြန်လာတော့ဒါဒီ knowledge ကြလို့ဆိုရင် f4 တွေပါတက်မယ်ဆိုတော့ idea လေးတစ်ခုရှိရပါတော့အဲ့တော့ကျွန်တော်တို့ထက်ကြည့်မယ်ဆိုရင် kinesh 2ကိုပြန်သွားတယ် kinesh 2မှာ f4 တက် f4 တက်တယ်အဲ့တော့ queen က d5 ကိုလာပြီးတော့ chain နဲ့အဲ့တော့ rook g5 တွေနဲ့ bishop တွေကိုပြန်ပြီးတော့ကယ်ထားတယ်အကောင်တော့အဆင်ပြေနေတဲ့ knight ကလည်းအကောင်တော့ချိန်ထားတယ်ပေါ့နော်အဲ့တော့ rook e rook d6 လာတယ် အဲ့တော့ after 3တက်တယ်ဒီနေရာမှာနှစ်ကောင်နဲ့ချိန်သားတော့လည်းပဲဒီမှာလည်းနှစ်ကောင်နဲ့ပြန်ကြေထားဆိုတော့ဒါအဆင်ပြေလို့ပြောလို့ရပါမလို့ရှိရမလို့ဒီမှာလက်ရှိမှာကာဆန်လေးသူ့ရဲ့ passport လေးနဲ့ pressure ပြေးရလေးပြောလို့ရတယ်ပေါ့နော်အဲ့တော့ထက်ကြည့်မယ်ဆိုရင် rook d 7လာတယ် rook d 7မှာ rook f5 လာတယ်အဲကျွန်တော် passport နဲ့ကို supporting ပေးတဲ့အခါမှာ rook တင်နဲ့ supporting ပေးမယ်ဆိုရင် passport ရဲ့အနောက်ကနေပြီးတော့ supporting ပေးရတယ်အဲ့ဒါဆိုရင်လုံးဝဟိုကိုပွန်းကဟိုဘယ်လိုပြောမလဲပြဘာမှကြောက်ရအောင်တော့တစ်ချက် push ထားရုံပဲပေါ့နော်အဲ့ ကျွန်တော်ထပ်ကြည့်မယ်ပေါ့နော်အဲဒီမှာဆိုလို့ဆိုရင်အာ queen f5 လာတယ်ပေါ့နော် queen f5 ကတော့ sorry queen g4 လာတယ် queen g4 ကတော့အဲနောက်လက်ကျရင်ဒီ f5 ကရုပ်ကိုစားမယ်ဆိုပြီးချင်းချောက်ထားတယ်ဘာကြောင့်လဲဆိုတော့ e7 က knight ကပြင်ဖြစ်နေတယ်အဲ့တော့ဒီမှာ castle ကဘာရှိကြလဲဆိုရင် bishop e6 ပြန်ကယ်ထားတဲ့ rook ကိုမောင်းတယ်အဲ rook က d1 ကိုပြန်သွားတယ်အဲ့တော့ knight e5 ကိုနဲ queen ကိုမောင်းတယ်အဲ queen က h4 မှာနေတယ် f2 တက်တယ် F2 တော့လည်းကြာရင် promotion မှာမယ်အဲ့တော့ဘာလို့လဲဆိုရင် king ကပြန်ပြီးတော့အာ promotion square ကိုတားထားတယ်ပေါ့နော်ဒါမှမဟုတ်လည်းပဲအလုပ်ဖြစ်လာဆိုတာမဖြစ်ဘူး bishop d5 နဲ့ချက်တယ်ချက်တော့ king က f1 ပြန်နေတယ် bishop c4 နဲ့တခါထပ်ချက်တယ်ချက်တဲ့အခါကျတော့ king က g2 ပြန်လာတယ်အဲ့မှာ f1 promotion လုပ်ရတဲ့အခါမှာပဲ anishk ကဒါ resign လုပ်သွားတယ်ပေါ့နော်အဒီပွဲလေးကတော်တော်လေးကောင်းတယ်လို့ပြောလို့ရတယ်ပေါ့နော်ဒါ ဟိုဒီပွဲလေးကိုကျွန်တော်အရင်တည်းကချီတော့ချီဘူးတယ်ပေါ့နော်ဒါပေမဲ့ဒီပွဲလေးတော့ကျွန်တော်မေးမေးပြပြလေးဖြစ်နေတာကြာတော့ကြာပြီပေါ့ဒါပေမဲ့မနေ့ကကျွန်တော်ရဲ့ဒီဗီဒီယိုလေးတစ်ခုအောက်မှာဒီပွဲလေးကို review လေးလုပ်ပေးပါအောင်လို့တောင်းဆိုတဲ့ brother တယောက်မှန်ထားတာတွေ့လို့ကျွန်တော်ဒီပွဲလေးပြန်ရှာပြီးတော့ review လေးလုပ်ပေးလိုက်တယ်ပေါ့နော်ဒီပွဲလေးကတော်တော်လေးကောင်းပါတယ် Magnus အနေနဲ့ပေါ့နော် ဟိုတုံးအောင်တောင်လဲသွားတဲ့ idea လေးကလည်းတော်တော်လေးမိုက်တယ်။ opening အစ၈ကွက်မှာတည်းက၈ကွက်မြောက်မှာတည်းက queen ပေးပြီးတော့ minor piece တုံးအောင်ယူသွားတယ်။ပြီးတော့ magnus ရဲ့ကစားတဲ့ကစားကွက်ပေါ့နော်ဒီနေရာမှာအကုန်လုံးကတစုတစည်းတဲ့ကစားဝါတယ်သူ့ရဲ့ကစားကောင်တွေကိုဘာကောင်ကမှလာပြီးတော့တိုက်ခိုက်လို့မရတယ်လို့ king ကအစ castling မလုပ်ခဲ့ဘူးဆိုပေမဲ့လည်း king ကိုချက်ဖို့ဆိုတာဘလို့မှအခွင့်အရေးတော်မရခဲ့ဘူးလို့ပြောလို့ရတယ်ပေါ့နော်။အဲ့တော့ကျွန်တော်ဒီမှာဘာပြောချင်လဲဆိုတော့ကိုယ့်ရဲ့ကစားကောင်တွေကိုကစားပွဲထဲမှာဒီလိုမျိုးပေါ့နော် magnus ားစကားစားခဲ့တယ်လို့မျိုးတကောင်နဲ့တကောင်အမြဲတမ်းအခြေဆက်ရှိနေအောင်ထားပါပြီးတော့ကျွန်တော်အမြဲတမ်းပြောနေကြစကားတော်ရှိရဲကျွန်တော်ပွဲကစားလို့ဆိုရင်ကျွန်တော်ပွဲတွေမှာလည်းကျွန်တော်ပြောပြရအောင်ပေါ့ဘာလဲဆိုတော့ကင်းကိုအလွယ်တကူချက်ခံတဲ့နေရာမှာမထားပါနဲ့ဒီမှာလည်းအိုက်တိုင်းပဲမန်ဂနက်စ်လုပ်သွားတာဒီတူကင်းကိုတစ်ဖက်ကလုံးဝချက်လို့မရဘူးပြီးတော့ကစားကောင်တွေတကောင်နဲ့တကောင်အခြေဆက်ရှိရဲ့ခါကျတော့တစ်ဖက်လူကကိုယ့်ရဲ့ကစားကောင်ကိုအလကားစားဖို့ဆိုတာလုံးဝလုံးဝလုံးဝမဖြစ်နိုင်ပါဘူးအဲ့တော့ဒါလေးတွေကတော့ကျွန်တော်ကစားပွဲတွေညာနေပြီးတော့တင်ယူရတဲ့အချက်အလက်လေးပေါ့နော်အဲ့တော့ဒီကစားပွဲလေးပတ်သက်ပတ်သက်ပြီးတော့ ဟိုပြောချင်တာကတော့ဒီလောက်ပဲပေါ့နော်ဒီကစားမနဲ့ပတ်သက်ပြီးတော့အဲမရှင်းတာသိချင်တာနားမလည်တာရှိလို့ဆင်တော့ကျွန်တော် comment တွေမှာမေးမြန်းခဲ့လို့ရပါတယ်ကျွန်တော်ရဲ့ဒီ video ကိုအစားဆုံးလာရောက်အားပေးကြတဲ့တက်ရှင်တွေကိုကျေးဇူးများတင်ပါတယ်ကျွန်တော်နောက်ထပ် video မှာပြန်တွေ့ဆောင်မယ်အားလုံးပဲကျေးဇူးပါခင်ဗျာ